ိုင်ငံတော်အစိုးရအနေနဲ့ပြည်သူစစ်မှုထမ်းတာဝန်ခြေပုံစံထမ်းဆောင်ပြီးသူတွေကိုဘယ်လိုအခွင့်အလမ်းတွေပေးတင်တယ်လဲဆိုတဲ့ပေါ်စေရင်နဲ့နိုင်ငံရေးအကဲခတ်တွေကြားမေးခွန်းထုတ်လျက်ရှိနေပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီ10ရက်မှာစတင်အာဏာသိမ်းစေခဲ့ပြီးတပတ်စင်မှာလူဦးရေ9000နဲ့စတင်တင်နန်းပေးခဲ့ရာလက်ရှိအချိန်မှာပြည်သူစစ်မှုထမ်းတင်နန်းအပတ်စဉ်16ထိရှိပြီဖြစ်ပါတယ်။စစ်မှုထမ်းတာဝန်ခြေပုံစံပေးဆောင်သွားသူတွေက ပြည်ပနိုင်ငံတွေကိုတာရောက်လောက်ကန်လိုပါကအလောက်ကန်ရှာဖွေဆောင်ရွက်ပေးမှာဖြစ်တယ်လို့ပြည်ပအလောက်ကန်ခန့်ပေးနိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌအလုံသမားဝင်ကြီးဌာနဒုတိယဝင်ကြီးဦးဝင်းရှိန်ကအနိုမှာရှေ့ရမှာပြောကြားခဲ့ပါတယ်။ပြည်သူစိတ်မထမ်းတာဝန်ကျေပိုးစွာပေးဆောင်သူတွေကိုအစိုးရအနေနဲ့ကောင်းမွန်တဲ့အကျိုးခံစား권နဲ့အခွင့်အလမ်းတွေပေးတင်ကြအောင်နိုင်ငံတော် policy ကိုကင်ွယ်တဲ့အခါမှာဘယ်လိုအကျိုးခံစား권တွေပေးမလဲဆိုတာကအရေးကြီးတယ်လို့နိုင်ငံကြီးလည်လာတုံတက်သူဦးထောင်ကျော်ကစီနံတင်းဌာနကိုပြောပါတယ်။ပြည်ပအလုံဖွဲ့ပြီးလောက်ကန်တာလောက်နေတယ်မကဘူးအဓိကက ဒီဟာကိုဖြစ်စေချင်တယ်ဆိုလို့ရှိရင်ဟာအကုန်လုံးဟိုဒီနောက်ပိုင်းမှာဘာ incentive ရှိတယ်လဲဆိုတဲ့ဟောင်းသိသိချာချာပြရမယ်လုတ်ပင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးကိုကျွန်တော်တို့ကတောက်လျှောက်ပြောခဲ့တာပေါ့ပြောခဲ့ရဆိုတော့ခါကျတော့အခုဒီလိုလေးလောက်တာတော့ကျွန်တော်တို့ကျူဆိုတယ်ဒီကဒီထက်တယ်မကောက်ဘူးဒီဟာပြီးပြီးသွားတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့အဲဒါ 啊，比我们作为新人，这边的话，没尔没尔干那个嘛，做弄肉头，没尔干咖喱几个不是好了？这边的话，都不如去那个那里做点虾米油，虾米油放在牛里边，我做对的呢，我都在那，但嘛，人生的辛巴里，阿拉讲的，哥在对看，哦，他做不了嘛，做点虾，把把把捞完嘛，把都捞完嘛，嘛，哥，哥偏那个虾米啊嘞，做比我们做的正，哥。 အာနိုင်ငံသားချင်းဆိုတဲ့ဟာဖြစ်တဲ့ခါကျတော့လူတွေမှာတော်တော် confuse ဖြစ်တာ ਉਹ နည်းနည်းကောင်းကောင်းနဲ့မှအမျိုးဖြစ်နေတာအဲဒါပေမဲ့ဘာဖြစ်ဖြစ်လားဒီနိုင်ငံတော် policy ဆိုတာဖြစ်တယ်ဆိုတဲ့အချိန်မှာဒီနိုင်ငံတော် policy ကိုအဲခိုင်ကြတဲ့ခါမှာတကယ်ကိုဘလူး incentive တွေပေးမလဲဆိုတဲ့ဟာအရေးကြီးတာအခုဒါဆပေးရပါမယ်ကျွန်တော်မြန်မာတိုက်တော်မတော်တော့ဒီတက်ဒီတက်ပိုကောင်း ဟိုလုတ်ပေးတင်တယ်လို့ကျွန်တော်မြင်ပါတယ်နိုင်ငံတော်အစိုးရအနေနဲ့ပြဋ္ဌာန်းထားတဲ့ကိစ္စရဲ့တစ်ခုကအကောင့်တွေမဖော်နိုင်စရာမရှိကြောင်းပြည်သူစစ်မှုထမ်းဆောင်သူတွေရလာနိုင်မဲ့အခွင့်အလမ်းတွေကအများစွာရှိနိုင်ပြီးအစိုးရရဲ့စီမံကိန်းစီမင်းစည်းကမ်းစတဲ့အပေါ်မှာဒါမူတည်တယ်လို့တင်ကမဟာပြူဟာလေလာရရဲ့ဖွဲ့မှာအမှုဆောင်ဒရိုက်တာဦးသိန်းထွန်းကစီရင်စင်းဌာနကိုပြောပါတယ်။နိုင်ငံတော်အဆင့် level ကတုံးနေကြတဲ့တခုကအကောင့်တွေမဖော်နိုင်ရတော့ဘာမှမရှိဘူးလေ။ဟိုတော့အပြင် agency တွေနဲ့တောင် ချိတ်ဆက်ပြီးတော့မှနိုင်ငံရောအလုပ်တော်လုပ်ဖို့ထောက်နေကြတဲ့ဥစ္စာနိုင်ငံတော်အစင်းကနေပြီးတော့စီမံဆောင်ရွက်ပုံစံတိစားရတဲ့ခုကဘာလို့ကြောင့်မအောင်မျိုးလို့ကျွန်တော်တို့ကတော်ရုံတွေ့ရမှာပဲနိုင်ငံရောတော်ပြီးလုပ်ဖို့ချင်ကြလားနောက်ပါကြတော့စပြီးတော့ဥပဒေထွက်ဆင်းကြတဲ့ကမအလုပ်တစ်ခုခုကနေပြီးတော့နှုတ်ဆက်ပြီးတော့ထမ်းဆောင်ရမယ်ဆိုအဲ့ဒီလုံးမပြင်းတဲ့အတိုင်းထမ်းဆောင်လို့ပါပဲအများကြီးပါပဲအဲ့ဒါကတော့ခဏပြောလို့ပေါ့သက်ဆိုင်ရာချမှတ်ထားတဲ့အစီအစဉ်ကဥပဒေတိုင်းမှာဖြစ်ပါလိမ့်မယ် စီမံကိန်းရဘယ်လိုလုပ်ထားလဲဘယ်လိုစီစဉ်ဆွဲထားလဲဆိုတဲ့ပုံပေါ်မှာဒီမှာကျွန်တော်အမြင်ကြီးနဲ့ပြောလို့မရအောင်အဓိကတော့ဒီတရှိစီမံကိန်းချမှတ်ထားတဲ့ရည်ဆွဲထားတဲ့အဲ့ဒီပုံပေါ်မှာကျွန်တော်မူတည်ပါလိမ့်မယ်လက်ရှိမြန်မာနိုင်ငံမှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေကြားနှစ်ဖက်စလုံးမှစစ်မှုထမ်းဖို့တို့လူငယ်လူရွယ်တွေခေါ်ဆောင်ခြင်းဖမ်းဆီးကျွင်းတွေလုံဆောင်နေကြပြီးပြည်သူလူထုတွေအနေနဲ့စိုးရိမ်ပူမန်မှုတွေနဲ့နေထိုင်နေရရလို့အုံတက်မှုတွေရှိနေကြပါတယ်